အလုံးမင်္ဂလာပါ Union News Channel ကနေပြန်လည်ပြန်လိုပါရယ်ဒီနေ့ကတော့မေလ15ရက်နေ့ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ဘောရတီအုံးပါလဲပဲလဲနဲ့ပိုထင်းတွေရဖြစ်စင်မှာဘလောက်အမျက်ရသွားတယ်လဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အစီအစဉ်လေးမစခင်မှာကျွန်တော်တို့ Union News Channel ကို Like Subscribe နဲ့ Share လေးတွေလုပ်ပေးခဲ့ပါအောင်ခင်ဗျာအစီအစဉ်လေးကနေပြန်လည်ကြိုဆိုပါရယ် ။အိုတင်နှင်းရွာနဲ့ပတ်သက်ပြီးတော့ဒေါ်ရည်ဒီအုံးဆိုတာကိုတော်တော်များများသိရှိလာကြပါတယ်။ဒါပေမဲ့ဒေါ်ရည်ဒီအုံးကဘယ်လိုမျိုးတွေဖြတ်တန်းခဲ့တယ်။ဒေါ်ရည်ဒီအုံးရဲ့လက်ရှိရှင်သန်ဖြတ်တန်းနေတဲ့ပုံစံကဘယ်လိုရှိခဲ့လဲနဲ့ဒေါ်ရည်ဒီအုံးကဒီဖြစ်စဉ်ပေါ်မှာဘယ်လောက်ထိအမြတ်ရသွားတယ်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဒီဒီပေရင်မြို့နယ်မှာရှိတဲ့ပိုတင်နှင်းရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒေါ်ရည်ဒီအုံးအနေနဲ့ရှေ့စကားနဲ့နောက်စကားမမီတဲ့အကြောင်းအရာလေးလီဆယ်လောက်ကြံထားတဲ့အကြောင်းအရာပေါ်မှာထပ်မံပြီးတော့ပါတီပြောဆိုတဲ့အကြောင်းအရာတွေနဲ့ ူရဲ့မှတ်တမ်းဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့အရင်ဆုံးတင်ဆက်ပေးသွားပါမယ်ဒီအကြောင်းအရာပေါ်မှာမှာဒီကျွန်တော်တို့ဘက်ကဒေါ်ရီတီအောင်ရဲ့ရှင်းလင်းခဲ့တဲ့ပုံစံရက်တည်နေတဲ့ပုံစံနဲ့သူ့ရဲ့ကိုကျင်တရားဗီဇကိုပါခွဲချမ်းပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီထဲကနေမှာအမှားပြင်းမှာအမှားတွေစက်တိုက်လုပ်နေမိတဲ့ဒေါ်ရီတီအောင်ရဲ့အကြောင်းကိုဆက်လက်ပြီးတော့ခွဲချမ်းရင်းနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်တကယ်တော့ဒါကကျွန်တော်သူ့ကို personal attack လောက်တာမဟုတ်ပါဘူး ုံကြီးရေးရတိုက်ခိုက်တာလည်းမဟုတ်တလို့တော်ရည်ဒီအုံနဲ့ကျွန်တော်နဲ့ကလည်းပုံကြီးရင်းနှီးမှုမရှိပါဘူး။ဒါပေမဲ့ဒီဒီဘေးရင်းမှာရှိတဲ့ protein တွေဖြစ်စင်တဲ့ပတ်သက်ပြီးတော့တော်ရည်ဒီအုံကိုယ်တိုင်ဒီ documentary ကိုလာရိုက်ပြီးတဲ့နောက်ဒီအကြောင်းရပေါ်မှာမောင်းမမတဲ့တင်းတွေလောက်ကြံပြောဆိုလီဆယ်ပြီးတော့ဒီတော့ကံတွေရဲ့ခံစားနေရတဲ့ခံစားမှုအပေါ်မှာအပေါင်းစုံကနေဖိနှိပ်ပြီးတော့ social media ပေါ်မှာ influencer တယောက်အနေနဲ့ဒီပုံမှာနိုင်ငံကြီးအမြတ်ထုတ်သွားတဲ့ဒီတော့ကံတွေကြုံတွေ့နေရတကယ်အမှန်တရားပေါ်မှာ ဥပိ္ပကပြုတ်တယ်လို့ခံစားရတာဖြစ်တဲ့အတွက်ဒီကြောင်းရအောင်ဆက်ပြီးတော့ကျွန်တော်တို့တင်ဆက်တာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ရေဒီအောင်ပြောဆိုနေတဲ့အကြောင်းအရာတွေဗီဒီယိုတွေကိုအရင်ဆုံးကြည့်လိုက်ရအောင်မ2.5.5ဒီကအဲ့လိုတင်လို့မှမယ်တကပေါင်900ဘုံကျဲချသွားပါလေအဲ့ဒီအတွက်သူတို့ပြောတယ်ဘုံကမှန်ရင် အောက်ကို ချင်းကြီးတိုးရမယ်ချင်းကြီးအနက်ကြီးရှိရမယ်လို့ပြောတော့ cluster ဘုံမှာလို့သူတို့ကတွေ့ဝိုက်ပြီးတော့ဝင်ခံသွားတာဟုတ်ကဲ့ခဏဖြစ်စင်ပါသူကလူခါလောက်ရှိတဲ့ကျင်းเนาะအနက်ပေါ့အနက်ခါလောက်ရှိတဲ့ကျင်းပါတလောက်အကျယ်ပေါ့အကျယ်ကလည်းဆယ်ပြေပတ်ချာလဲလောက်ရှိတဲ့ကျင်းကြီးပေါ်လာတယ်အဲ့ဒီကျင်းကတော့ဒါတေချာပေါ့ဘုံချသွားတာကျမတို့မျက်လုံးလေးလေးမြင်နေဒီနားနယ်လေးကြားတယ် ဖြစ်ဖြစ်ချင်းကျဲပြီးတော့စက္ကန့်ပိုင်းအတွင်းမှာလည်းအဲ့ဒီနောက်အောင်ရောက်သွားတယ်တေးကြတယ်ဒါတော့ဟုတ်ဒီဖြစ်စင်မှာတွေ့ရတဲ့ခါကျတော့ cluster ဘုံလို့ခေါ်ပြတက်ကပေါင်900ဘုံကျဲချသွားပါတယ်အဲ့ဒီအတွက်ဒါပါစီစဉ်လေးကနေပြန်နေကျေစုပါတယ်ဒီနေရာမှာကျွန်တော်အခုတင်ဆက်ပေးခဲ့တယ်လို့ပဲတော်ရည်အောင်ကပထမပိုင်းမှာတော့ဒီပေါင်900ဘုံကျဲချခဲ့တယ်လို့ပြောခဲ့တယ်ဒီကြောင့်ရနေပတ်သက်ပြီးတော့ဒီ social media platform တွေမှာတရင်တို့တရင်မှာတွေတင်ခဲ့တယ် ဒီလိုမျိုးတင်ဖို့အတွက်သူကအရင်ဆုံးဒီဒီတဒီနေရာကိုရောက်ရှိလာပြီးတော့ဒီဖြစ်စဉ်ကြီးတစ်ခုလုံးကိုအောင်မရဘူးကြေချခံရတယ်ဆိုပုံပေါ်ခဲ့တာပါဒါပေမဲ့ဒီတစ်ဖက်ကတည်င်းသူတည်မောင်းတွေနဲ့ပတ်သက်ပြီးတော့ကြားနေပြီးသူလူတို့တွေကပါဒီအခြေအနေပေါ်မှာကောင်းကောင်းကြီးနားလည်ပြီးတော့အသိပညာတွေနောက်ပြီးခွဲခြမ်းစိတ်ဖြာမှုမြင့်တက်လာတဲ့အခါဒါကပေါင်ပန်းရပုံမဟုတ်ဘူးဆိုတာကိုလူတို့ကရောဒီ data ရင်းပြည်သူလူတို့တွေနောက်ပြီး social media မှာအသုံးပြုနေတဲ့သူတွေကပါ ဒီအကြောင်းရပေါ်မှာခွေချင်းစိတ်ဖြာလာကြပါတယ်။ဆိုတော့ဒါကပေါင်900မဟုတ်ဘူးဆိုတာကိုအလုံးအသိရှိသွားပြီးတဲ့နောက်ဒီဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ဒီကိုသက်ထွေးနိုင်ပါနော်။ကိုသက်ထွေးနိုင်နေအင်တာဗျူးတစ်ခုမှာတော့ဒါက cluster ပုံဖြစ်တယ်ဆိုတာကိုနောက်ထပ်တစ်ခုအမှားတစ်ခုအနေနဲ့ကြောင်းကြကြပြောဆိုသွားတာကိုကျွန်တော်မြင်တွေ့ခဲ့ရတာပါ။ဒီနေရာမှာသူကဒေါ်ရီအောင်ကအခုဖြစ်စင်မှာမဟုတ်ပါဘူး။ဒီကနေ့နှစ်တွေက2020 2023 2024နောက်လျှောက်ဆိုသလိုဒီစခိုင်းတိုင်းနဲ့မကွေးတိုင်းနဲ့ ချင်းမိနေတဲ့အဆောင်သူကလှုပ်ရှားနေတာပါဒါသူ့ရဲ့လှုပ်ရှားနေပြီပါသူ့ရဲ့လှုပ်ရှားနေပြီဖြစ်ပြီးတော့ဒီနာဆာကရဲ့ဒီကြောင်းတိုက်ခိုက်မှုတွေဒီစစ်စင်ရင်နဲ့ဆောင်ရတဲ့ကိစ္စတွေမှာထိခိုက်ပျက်စီးမှုများခဲ့တဲ့နေရာမှန်တယ်များသူကတွားရောက်ပြီးတော့ဗီဒီယိုမှတ်တမ်းတွေရိုက်ကူးတယ်ပြီးလို့ရှိရင်ဒီတို့ခွင့်ရေးလူသားချင်းစာနာထောက်ထားမှုတွေနောက်ပြီးတော့ genocide လို့ခေါ်တဲ့အကြောင်းအရာတွေအများကြီးပေါ့ဆေးရသွေးမှုတွေစသဖြင့်သူမျိုးစုံနဲ့ဒီခေါင်းစဉ်တွေတက်လောက်ကြံကြီးဆဲပြီးတော့ပြောဆိုတာရှိတယ် အဓိကကတော့သူကရိုက်ကူးရေးတာဝန်ယူထားရတာလားဒီရိုက်ကူးရေးတာဝန်ယူထားတာရဲ့နောက်ဆက်တွဲမှာဒီ documentary ကိုဒီသတင်းတပုတ်ကိုမြေပြင်ထိသွားရောက်ပြီးရိုက်ကူးတဲ့အခါမှာသူ့အတွက်အကျိုးမြတ်ဘယ်လောက်ရလို့ဒီလိုမျိုးလီဆယ်ပြီးတော့ပြောဆိုတာပါလေရှေ့ဖြစ်စဉ်တွေမှာကဟုတ်ပါလိမ့်မယ်ရှေ့မှာဖြစ်စဉ်တွေအများကသူရိုက်ကူးခဲ့တယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီပြန်လဲကျွန်တော်တို့သွားဖို့မလုံလို့ထင်ပါတယ်မလရှိအကြောင်းအရာကိုပဲတည်ပြီးပြောလို့ရှင်ပထမပေါင်900ပေါင်လို့ပြောတယ်အခုဒီတရက်နှစ်ရက်အတွင်းမှာပဲ အောင်900ဘုံမဟုတ်တော့ဘူး cluster ဘုံဖြစ်တယ်ဆိုတော့သူပြောတယ်ဒီတဲကနေမှာသူကိုယ်တိုင်ဒီကနန်းမှာရှိတဲ့ဒီကြောင်းတက်ခိုင်းကိုသူအနီးနားမှာသူလက်ဖက်ရည်ဆိုင်မှာထိုင်နေရင်းနဲ့အနီးနားမှာပုံချသွားတယ်ကျွင်းကြီးဘယ်လောက်ဖြစ်သွားတယ်ဆိုတော့သူကိုယ်တိုင်ဒီကြောင်းတက်ခိုင်းမှုနဲ့ပတ်သက်ထဲထဲဝင်သိခဲ့ပါတယ်တနေရာလည်းမဟုတ်ပါဘူးဒီကြောင်းတက်ခိုင်းမှုဖြစ်ခဲ့တဲ့နေရာတော်မှများကို project တွေရောက်ခဲ့ပါတယ်ဒါဆိုရင်ဒီဖိုးထင်းတွေကဖြစ်စင်ပါဘာကြောင့်လေကြောင်းတက်ခိုင်းမှုမဟုတ်ဘဲနဲ့လိန်လေလီစိန်ပြီးတော့ပြောဆိုရတာပါ အဓိကကတော့ဒီမှာ ticket တည်ဆုံးသွားရတဲ့ကလေးငယ်တွေအပေါ်မှာဘာကြောင့်သူတို့ရဲ့ ticket တည်ဆုံးမှုကိုလိမ့်လေလီစေပြီးတော့လောကကနေထွက်ခွာသွားတဲ့သူတွေ ticket တည်ဆုံးသွားရတဲ့မျက်နှာသူတွေခံစားချက်ပေါ်မှာနိုင်ငံရေးအနေထုတ်ကိုစူးစမ်းလာပါတယ်။ဒါကအမြဲတမ်းဆိုရပါတယ်။ဒီတော့တော်ရည်ဦးကပေါင်900ကနေအခုချိန်မှာ cluster ဘုံလို့ထပ်ပြီးပြောလာပါတယ်။ Okay ဒါကရော cluster ဘုံရဲ့ ticket ပြည့်စုံမှုလား cluster ဘုံကြားရောက်ပောက်ကွဲတဲ့ area တွေလား cluster ဘုံကြောက်ရောက်ပောက်ကွဲပြီးတဲ့နောက်ဖြစ်ပေါ်ခဲ့တဲ့ပတ်ဝန်းကျင်လားဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ရအောင် cluster ဘုံကကမ္ဘာပေါ်မှာအများစုသုံးပြတာ American ကထုတ်လုပ်တယ် Russia နိုင်ငံကထုတ်လုပ်တယ် England နိုင်ငံကထုတ်လုပ်တယ် Israel နိုင်ငံကထုတ်လုပ်တယ်အခုနောက်ပိုင်းတရုတ်နိုင်ငံကလည်းအများစုထုတ်လုပ်လာသလိုဒီဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေတော်များများက cluster ဘုံတွေကိုထုတ်လုပ်လာပါတယ်ဒါပေမဲ့အသုံးပြဖို့အတွက်ကတော့ဒီအကန့်အသတ်တွေနဲ့နောက်ပြီးတော့ဒီ Human Rights အဖွဲ့တွေစောင့်ကြည့်ရေးအဖွဲ့တွေက ဖျားပေးပြီးတော့ပြောဆိုထားတာတွေအတောင်းဆိုတာတွေရှိတဲ့အတွက် cluster ဘုံးကိုနောက်ပိုင်းမှာအသုံးပြုမှုတွေနည်းပါးလာခဲ့ပါတယ်။ဒါပေမဲ့သမိုင်းတစ်လျှောက်ပြောင်းခြင်းတုတ္တရကဘာစစ်မှာလည်းအသုံးပြုခဲ့တယ်။ BNN စစ်ပွဲမှာလည်းအမေရိကန်ဘက်ကအများပြအသုံးပြုခဲ့တယ်။နောက်ပြီးတော့လာအိုနဲ့ကမ်ဘောဒီးယားဒီစစ်နယ်စပ်ပြပခါနဲ့ပတ်သက်ပြီးတော့ဖြစ်ခဲ့တဲ့စစ်တွေပြည်တွင်းစစ်တွေမှာလည်း cluster ဘုံးနဲ့အသုံးပြုခဲ့တယ်။နောက်ဆုံးအခုဒီရုရှားနဲ့ယူကရိန်းစစ်ပွဲမှာအသုံးပြုရဲ Israel စစ်ပွဲမှာလည်းအသုံးပြုရဲ serious စပွဲမှာလည်းအသုံးပြုခဲ့တယ်။ဟုတ်ပါပြီ။ဒါဆိုရင် cluster ဘုံးတွေအသုံးပြုနေတယ်။အခုဒေါ်ရီတီအောင်ပြောသွားသလို cluster ဘုံးအသုံးပြုသွားတယ်တိုက်ခိုက်သွားတယ်ဆိုတဲ့နေရာကျွန်တော်တို့ရှုတော့ဆက်ပြီးကြည့်လိုက်အောင်။မြန်မာနိုင်ငံမှာသုံးနေတဲ့ဘုံးတွေအနေနဲ့ကျွန်တော်ကအမေရိကန်နိုင်ငံမှာထုတ်လုပ်တဲ့ဘုံးတွေကိုမရနိုင်ဘူး။ဒါကြောင့်မလို့အမေရိကန်မှာသုံးတဲ့ CPU 87 series ကကျွန်တော်တို့အသုံးပြုလို့မရနိုင်ဘူး။ Okay အဲဒါကြောင့်ကျွန်တော်ဖယ်ထားလိုက်ပါမယ်။ ဒီနေရာမှာရုရှားနိုင်ငံကထုတ်လုပ်တဲ့ RBK ကိုပဲကျွန်တော်တို့ဒီ reference ယူပြီးတော့ပြင်ဆက်ပေးခြင်းပါတယ်။ဒါဆိုရင် cluster က 900kg ပုံကဘယ်လောက်ထိပြင်အပြင်းတယ်လဲ။တော်ရည်အောင်ပြောသလိုပေါင်900ပုံမဟုတ်တော့ဘူး။တွင်းကြီးတွေမရှိတဲ့အတွက်ပေါင်900ပုံမဟုတ်တော့ဘူးဆိုရင် cluster ပုံကဘယ်လိုမျိုးတွေဖြစ်တယ်။ cluster ပုံမှာပုံမှန်အပြင်းကျွန်တော်တို့ကဒီရည်ရွယ်ချက်3ခုနဲ့အသုံးပြုတယ်။ရည်ရွယ်ချက်3ခုနဲ့ထုတ်လုပ်ထားတာရှိပါတယ်။အဓိကကတော့စစ်မြေပြင်မှာအသုံးပြုဖို့အတွက်နောက်ပြီးတော့ ဒုတိယတစ်ချက်ကတော့ဒီ anti tank tank နေကိုတင်ကားတွေနဲ့ပတ်သက်ပြီးတော့ဒီ anti tank အနေနဲ့ cluster bomb တွေကိုအသုံးပြုတယ်နောက်တစ်ခုကတော့ဒီ disparate အနေနဲ့ voice disparate အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီမျိုးပြစစ်စင်ရေးပြုလုပ်တဲ့အခြေအနေတွေရန်သူစုဖွဲ့နေရာတွေမှာရည်ရွယ်ချက်တစ်ခုနဲ့အသုံးပြုတယ်ရည်ရွယ်ချက်၃ခုလောက်နဲ့အသုံးပြုကြပါတယ်ဒါကြောင့်မလို့ဒီရည်ရွယ်ချက်၃ခုလောက်နဲ့အသုံးပြုကြတဲ့နေရာမှာဒီ cluster bomb မှာပါဝင်တဲ့ဒီ self munition လို့ခေါ်တဲ့ပုံသေးသေးလေးတွေ ပါဝင်မှုအခြေအတွက်ကလည်းမတူပါဘူး။ဒါကိုလည်းကျွန်တော်ဆက်ပြီးတော့ဒီဘုဒ္ဓတာအနေနဲ့ဆက်ပြီးတော့ညွှန်ပြပေးသွားမှာဖြစ်ပါတယ်။ Roger Young ပြောတဲ့ cluster bomb ကို NASA ကအသုံးပြုသွားပြီးပဲထားပါတော့။ဒါဆိုရင် cluster bomb ရဲ့ထိခိုက် area ဘယ်လောက်ရှိလဲလို့ Richmond တို့ထင်ပါတယ်လဲ။ cluster bomb တစ်လုံးရဲ့ပေါင်900 sorry 900 kg လောက်ရှိမဲ့ပေါင်900ရှိမဲ့ cluster bomb တစ်လုံးရဲ့ထိခိုက်ပျက်စီးမှုဒေရီယာက square feet ၄သိန်းကျော်ပါတယ်။ ခမန်းချေ area နဲ့တွေ့မယ်ဆိုတော့တောင်မှာ square feet 4300ကျော်အထိရှိပါတယ်။အကျယ်ဝန်းအားဖြင့်ကျွန်တော်တို့မြင်အောင်ပြောမယ်ဆိုလို့ရှိရင်အလယ်အပီ650အနံပီ650ရှိတဲ့ area တစ်ခုလုံးတက်ရောက်ပါလား။ဒါကဒီ cluster ဘုံကြီး mother ဘုံလို့ခေါ်တဲ့သူ့ရဲ့ဒီဘုံသီးလေးတွေအများကြီးထည့်ထားတဲ့ဘုံမှာရှိနေတဲ့ area ပါ။ဒီထက်ကနေမှာ cluster ဘုံဆိုတာအားလုံးသိတဲ့အတိုင်းပဲဘုံသီးအဆန်လေးတွေအများကြီးဟိုပြန့်နှံ့ပြီးတော့ပေါက်ကွဲတဲ့အနေအထားမျိုး ဒီထဲကနေမှာ cluster ဘုံကသူ့ရဲ့အထဲမှာရှိတဲ့ပုံစံကအသုံးပြုတဲ့ပုံမှာ multi ပြီးတော့ munition တွေ sub munition ပုံသီးအသေးလေးတွေကအများကြီးကွဲပြားသေးတယ်။အချို့ cluster ဘုံတွေမှာတော့20ကနေ60လောက်ထိပဲပါတာရှိတယ်။တချို့ cluster ဘုံတွေက100ကနေ250ကျပ်ပါတာရှိတယ်။တချို့ cluster ဘုံတွေမှာကျတော့200ကနေ350ထိပါတာရှိပါတယ်။ဆိုတော့အမျိုးအစားတွေကတော့ဒီပါတဲ့ပုံသီးအရေအတွက်ပုံမှန် multi ပြီးတော့မတူဘူးပေါ့နော်။ ဒါပေမဲ့ဒီမျိုးပြစစ်စင်ရေးတွေမှာအခုနောက်ပိုင်းအင်္ဂရာလီတက်တွေမှာအသုံးပြုဖို့ထုတ်လုပ်ထားတဲ့ပုံသေးတွေမှာဆိုလို့ရှိရင်ပြန်မြဒီ cluster ဘုံ mother ဘုံတစ်ခုတွေမှာပေါ်ပါလေပုံသေးက250ပြန်မြရှိပါတယ်။ဒီ250ပြန်မြရှိတဲ့ပုံသေးတွေမှာဒီပုံလေးတွေကကြာရောက်ပေါက်ွဲတာဖြစ်ပြီးတော့ area က square feet ၄သိန်း၃00ကျော်ရှိပါတယ်။ အလျာ650ပြီး650 NMB 650လောက်ဒီကြာရောက်ပောက်ကွဲမှာဖြစ်ပြီးတော့ဒီတဲကမှာပါတဲ့ self mutation လို့ခေါ်တဲ့ဘုံဒီတိလေးတွေရဲ့ထိခိုက်မှုကဘယ်လောက်ရှိတယ်လို့ထင်ပါလဲ။အဒီနေရာမှာကျွန်တော်တို့ကကျင်းကြီးတွေဘယ်နှပေတွေပြီး20တွေပြီး30တွေလို့ပြောလိုက်တဲ့အချိန်မှာတော့ရည်ဒီအုံးကဒီကြာရောက်ပောက်ကွဲတဲ့ဟာလေးတွေနဲ့ပတ်သက်ပြီးတော့ cluster ဘုံအနေနဲ့ထပ်ပြီးတော့ party ပြောဆိုသွားတာရှိတယ်။ cluster ဘုံမှာပါတဲ့ဘုံဒီလေးတွေတခုရဲ့တက်ရောက်နိုင်တဲ့ area ကလည်းအနည်းဆုံး15ပေကနေ အများဆုံးပေ20လောက်ထိတက်ရောက်ပါတယ်။ပြီးရင်သူ့ရဲ့ဒီ sex mutation တလုံးကြောက်ရောက်ပေါက်ပွဲပြီးတဲ့နောက်ဒီပြင်းထန်တဲ့ fragmentation တွေပြင်းထန်သွားတဲ့ဒီဘုံစားတွေကလည်းအေရိယာအများကြီးထိကိုတက်ရောက်ပါတယ်။ဒါကိုလည်းကျွန်တော်တို့ကောင်းကောင်းကြီးသိဖို့လိုပါတယ်။ဒါ့အပြင်ဒီဘုံတလုံးပေါ့နော်ဒီ cluster ဘုံရဲ့ကြောက်ရောက်ပေါက်ပွဲတဲ့နေရာညီကြီးဘုံမှာညီပြင်းဘုံမှာအကဘာမျိုးမှာကြောက်ရောက်ပေါက်ပွဲတဲ့အချိန်တက်ရောက်မှုနဲ့ ကွန်ကရစ်ပံကားတွေကွန်ကရစ်အစောအုပ်တွေဒီ reinforce concrete တွေပေါ်မှာတက်ရောက်တဲ့တက်ရောက်မှုကလည်းမတူပြန်ပါဘူး။မြေကြီးပေါ်မှာဆိုလို့ရှိရင်ဒီပေ20လောက်ထိတက်ရောက်နိုင်ပြီးတော့အကျယ်ပြန့်နိုင်တဲ့ fragmentation ပုံစံပုံစံပုံစံတွေကပေဒီယာကနေပေဒီယာ30ထိတက်ရောက်နိုင်ပါတယ်။ကွန်ကရစ်ပေါ်မှာကျရောက်သွားပြီဆိုရင်ကျွန်တော်အနည်းဆုံး16ပေထိပြန်နဲ့ထိခိုက်ပြီးတော့သူ့ရဲ့အပြင်ဒီဘေးပတ်ဝန်းကျင်မှာပေ90ကနေပေ80ထိကိုပြန်နဲ့ ဒီပင်ငါးစင်ကနေပြရှိစေဆိုတာကပုံစံနဲ့အားလုံးပြန့်နှံ့တဲ့အနေအထားဖြည့်ဆည်းနိုင်တဲ့ area ကိုသတ်မှတ်တာပါ။ဒါဆိုရင်ဒေါ်ရတီအောင်ပြောသလိုပဲ။စာတင်ကြောင်းမှာပုံစံနဲ့ကြာရောက်ပောက်ကွဲတဲ့အနေအထားတခုမှမတွေ့ရပါဘူး။ပထမပေါင်ငါးရာပုံနဲ့ပြောတယ်၊လိန်ပြီးတော့ပြောတယ်၊နှိစေပြီးတော့ပြောတယ်။အဲအခုအချက်လက်တွေနဲ့ပြန်လေထောက်ကြတယ်။ဘက်ကဒီတက်မလို့ထောက်ခံသူတွေ၊နောက်ဆက်ထောက်ခံသူတွေဘက်ကမဖြစ်နိုင်ဘူး။အခုပညာရှင်တွေဘက်ကလည်းဒီ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ထောက်ပြပြောဆိုလာတဲ့အခါမှာဒါက cluster ပုံဖြစ်သွားပါတယ်ဆိုပြီးတော့တော်ရည်အောင်ပြောဆိုသွားတာရှိမှလည်းတွေ့ပြီးဖြစ်မှာဆိုတော့ဒီ protein တွေကဖြစ်စင်မှာအစပြီးတော့မှားလာတော်ရည်အောင်ကိုဘသူတွေကခိုင်းလိုက်တာပါလေဒီဇညုံးကိုသူကရေးပြတာပါလေအဲ့ဒါပြင်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပေါင်900ပုံအသုံးပြုခဲ့တယ်ဆိုတာရဲ့နောက်ဆက်တွဲဒီ video documentary video လောက်ကျင်ဆက်တဲ့အခုကိုကျောင်းစားရဖို့အတွက်အားကြောင့်ဒီလိုမျိုးတွေပြောဆိုလာပါတယ် ဒီနေ့မှာကျွန်တော်တို့ရှေ့မှာတင်ဆက်ပေးခဲ့တဲ့ပထမပိုင်းအစီအစဉ်မှာရှိပါတယ်။ပေါင်900ပုံရဲ့တက်ရောက်နိုင်မှုဒါကအခုသူကပေါင်900ပုံမဟုတ်ဘူးဆိုတဲ့ cluster ပုံနဲ့ပြောတယ်။ cluster ပုံနဲ့တက်ရောက်နိုင်မှုကိုလည်းကျွန်တော်ဆက်ပြီးတော့အခုပြောပြခဲ့တာပါ။ဒါလည်း cluster ပုံမဟုတ်ပါဘူး။သူပြတဲ့နေရာလေးပုံသေးကြလာတယ်။အကွက်တိတိလေးတွေရှိတယ်။ဒီ munition set munition လေးတစ်ခုရဲ့ဒီ data ရဲ့ direct localized area ပေါ့နော်။ဒီဖြစ်သွားတဲ့ direct ချိန်ရဲ့ area ကိုဆိုလို့ရှိရင်ဒီ concrete ပေါ်မှာကြာမယ်ဆိုရင်16 bit area ထိခိုက်မယ်ပျက်စီးမယ်အနက်ဘယ်လောက်ဖြစ်သွားမလဲအကျဲဘယ်လောက်ဖြစ်သွားမလဲပြန့်နှံ့မှုဘယ်လောက်ဖြစ်သွားမလဲအဲဒါတွေကိုတော့ကျွန်တော်ဆက်မပြောတော့ပါဘူးဆက်ပြောရင်ဒေါ်ရီအောင်ကဒါလည်း cluster ဘုံမဟုတ်ဘူးပေါင်150ဘုံလို့လက်လုံဘုံလို့ draw ဘုံလို့ဆိုပြီးတော့လျှောက်ပြီးတော့ညာအောင်မှဖြစ်ပါတယ်ဆိုတော့ဒီအစီအစဉ်လေးရဲ့ပထမဆုံးအပိုင်းအနေနဲ့ဒေါ်ရီအောင်ရဲ့လိန်လည်မှုတွေကရှေ့စကားနဲ့နောက်စကားမညီဘူးဆိုတာကိုကျွန်တော်တင်ဆက်ပေးခဲ့တာပါနောက်ထပ်ဒေါ်ရီအောင်ဘယ်လိုလဲဆက်ပြီးတော့လိန်လည်ပြောဆိုသွားလဲ ဘယ်လိုတွေဆက်ပြီးတော့လုံခြံဆက်လန်းနေပန်းနေသွားလဲဆိုတာဆက်ပြီးတော့စောင့်ကြည့်လိုက်အောင်ပါစကောက်စီဘက်ကပြောတယ်သူကရှိတယ်ထားရှိတယ်ဘာမှမရှိဘူးလုံးဝကလေးသူတိတ်တာစာတင်နေတဲ့နေရာဖြစ်ပါတယ်ဒီလေလေမမကြောင်ဒီနိုင်ငံကြီးအေဂျင့်သွားတဲ့အခါကျရင် အားလုံးကိုတက်တည်က ဒီလိုဖြစ်တယ်ကလေးတွေတေးကြည့်တယ်စာသင်ကျောင်းတွေပြည့်စည်အဲ့ဒါကတော့အလုပ်လူအခွင့်အရေးကိုထိုးဖောက်တာမဟုတ်ဘူးကိုကိုဘူးတင်းထားမယ်ဘာဖြစ်လို့မလုပ်ရလဲကျမတို့ရှစ်ဆက်လို့ရမှာလို့အများကြီးရှိတယ်ဒီလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူးဒီဟာတွေအတွက်ထိုက်တန်နဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျမတို့စူးစမ်းဒီပြမှုကိုကျူးလွန်ထားလာပါအစီအစဉ်လေးကနေပြန်နေကြည့်ဆိုပါတယ်အခုကျွန်တော်တို့မြင်တွေ့ခဲ့ရပြီးဖြစ်ပါလိမ့်ဗီဒီယိုဖိုင်လေးမှာ ဒီကလေးတွေထိခိုက်တည်ဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တော်ရည်ဦးကအင်မတန်လူသားချင်းစာနာထောက်ထားစွာဒီအမှန်တရားအပေါ်မှာပြီးတော့ဒီလိုမျိုးအပြစ်မဲ့ဒီထိခိုက်တည်ဆုံးမှုတွေအပေါ်အမှန်တရားပေါ်ပေါက်ရေးကိုအင်မတန်လိုချင်နေတဲ့အမှန်တရားဘတ်တော်သားတဦးလို့ထင်ကြပါလိမ့်မယ်။တကယ်ပဲတော်ရည်ဦးကအမှန်တရားရဲ့ဘတ်တော်သားပါလား။ဒီကြောင့်ရာလေးမှာတော်ရည်ဦးရဲ့ဖြတ်တန်းခဲ့တဲ့ ပုံစံကိုပြောပြပေးသွားမှာဖြစ်ပါတယ်။တကယ်တော့တော်ရည်ဦးက အခု2025ခုနှစ်ဆိုလို့ရှိရင်သူကတန်90ကျော်ရောက်နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီ2021ခုနှစ်ဝန်းကျင်ကတော်ရည်အောင်ကတန်48ရှိပါတယ်။ဒီကလေးမျိုးနဲ့ THS ကဒီဌာနမှူးကတိကတယောက်လည်းဖြစ်ပါတယ်။ဒီ THS ကတော့ကလေးမျိုးပေါ်မှာမဟုတ်ဘဲနဲ့ဒီတာယာဝတီကျေးရွာမှာဖွင့်ထားတဲ့ရွာရွာပေါ်မှာရှိတဲ့ဒီအကြောင်းအကြောင်းဖြစ်ပါတယ်။ဒီအကြောင်းပေါ်မှာပဲဒီအကြောင်းပါပဲပေါ့နော်တော်ရည်အောင်ကကတိကအနေနဲ့ပြုလုပ်ခဲ့တယ်။ကတိကအနေနဲ့ပြုလုပ်ခဲ့တယ်။ ဒါပေမဲ့2021ခုနှစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့နိုင်ငံကြီးအပြောင်းအလဲဖြစ်ပွားပြီးတဲ့နောက်ဒေါ်ရီအောင်ကကတိကဆိုတဲ့ယာတို့ထက်သူ့ရဲ့ဒီဝန်ထမ်းတွေအပေါ်မှာနောက်ပြီးအကြောင်းပေါ်မှာလှမ်းမိုးနိုင်တဲ့ဩဇာအာဏာရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်မလို့အာဏာသိမ်းမှုဖြစ်ပွားပြီးတဲ့နောက်ပိုင်း CDM တွေ disobedient moment ဆိုတဲ့ CDM တွေအင်တန်အကောင်းလာတဲ့အချိန်မှာဒေါ်ရီအောင်ကဒီ data တွေပတ်ဝန်းကျင်မှာအင်တန်ဆိုးသွမ်းတဲ့ PDF ခေါင်းဆောင်တယောက်ဖြစ်လာခဲ့ပါတယ်။ ဒါရီမကသေးပဲနဲ့တော်ရည်အောင်ကတက်ဖြတ်မှုတွေရက်ဆက်တဲ့ကြမ်းကြုတ်မှုတွေရရက်ဆက်ဆက်တက်ဖြတ်မှုတွေပေါ့ပါသူကိုယ်တိုင်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ဘာကြောင့်ဒီလိုမျိုးပြောရလဲဆိုလို့ရှိရင်တော်ရည်အောင်ကကလေးမျိုးတာယာဝတီရွာမှာရှိတဲ့ THS မှာစတင်နေတဲ့ဌာနမှုပဋိကတရားဖြစ်တယ်။အာနာထိန်နဲ့ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် လက်နက်ကင်လမ်းစဉ်ဘက်ကိုလိုက်သွားတယ်။ ဒီ local pdf တွေနဲ့နောက်ပြီးတော့ချင်းတောင်ပိုင်းဒေသမှာရှိတဲ့ဒီလက်လုပ်အဲ့ဒီချိန်အဲ့ဒီကာလကလက်လုပ်ဒူဘီတနက်တွေနဲ့ဒေါ်လာရင်းစတင်လောက်တယ်လို့ပဲပြောရမှာဒါသူ့ရဲ့ခံယူချက်သူ့ရဲ့ယူဆချက်ကြောင့် CDN လောက်သွားတယ်ကျွန်တော်တို့အပြင်မပြောပါဘူးဒါသူ့ရဲ့ right သို့တော့အပြင်မဲ့အရက်သားတွေကို CDN မလုပ်လို့ငါနဲ့မတူငါရန်သူဆိုတဲ့ရှူတော့မယ်တပ်ဖြတ်မှုတွေ PRB ချင်းချောက်မှုတွေအများကြီးပြုလုပ်ခဲ့ပါတယ်တော့ရီအုံးရဲ့ဒီ data တွေမှာ ်လှုပ်ရှားစုဖွဲ့ခဲ့တဲ့နေရာတွေပြင်းမှုကျူးလွန်ခဲ့တဲ့နေရာတွေမှာအင်တာဆိုးရွားပါတယ်ဒီဒေတာဒီပတ်ဝန်းကျင်ကလူတွေကတော်ရည်ပြီးအုံးပါတယ်ကျူးလွန်ခဲ့တယ်ဆိုတာကိုကောင်းကောင်းကြီးသိပါလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့ပြောပြစီရလေးခုလောက်အနေပြုံးရှိပါတယ်အနည်းဆုံးလေးခုပါဒီထက်ပြောလို့ရတဲ့ပြင်းမှုတိတိလေးတွေလည်းရှိပါသေးတယ်ဒီနေရာမှာကျွန်တော်တို့အရင်ဆုံးပြောပြပေးချင်တာကဒီစကိုင်းဟိုချင်းပြင်းနဲ့ကလေးမြို့နယ်အတွင်းမှာရှိတဲ့မြောက်စီမြောက်စီရေစခန်းကိုဒီ တော်ရည်အုံတို့ဥဆောင်တဲ့အဖွဲ့တွေဒီသကံလိုကေ PDF တွေဝိုင်းဝန်းတိုက်ခိုက်ကြတဲ့နောက်ရဲစခန်းမှာရှိနေတဲ့ရဲမှုန်းနဲ့ရက်တက်ကြကြီးတယောက်ကိုဓားရှည်တခုနဲ့လေပင်ကိုခုတ်ပြတ်ပြီးတော့မတည်မရှင်းမြောက်စည်းရွာတဲ့ကရဲစခန်းကနေသူအခြေပြုလှုပ်ရှားနေတဲ့ခုံတိုးမြင်သာလမ်းမကြီးတီကိုတရုတ်တိုက်ဆွဲသွားခဲ့တာအကြောက်တရားနဲ့ဒေတာတွေမှာသူ့ရဲ့ဩဇာအာဏာကိုတိစောက်ခဲ့တဲ့အမျိုးသမီးတအုပ်ဖြစ်ပါတယ်အဲ့ဒီအချိန်အဲ့ဒီကာလကတော်ရည်အုံရဲ့အသက်က 48နှစ်နဲ့49နှစ်အသက်ပိုင်းအခြားမှာပဲရှိပါတယ်။ဒါကသူပထမဆုံးကျူးလွန်ခဲ့တဲ့လက်ရဲဆယ်ရဲ့ကျူးလွန်ခဲ့တဲ့ပြင်မှုမဟုတ်ပါဘူး။အနာထိန်နဲ့ဖြစ်စဉ်ဖြစ်ပြီးတော့စီရီယန်လုတ်သွားတယ်။စီရီယန်လုတ်သွားတဲ့အချိန်ကျောင်းမှာလက်ရှိတာဝန်ထမ်းဆောင်နေသေးတဲ့အငယ်ဝန်ထမ်းတွေတန်ရှင်းရင်းဝန်ထမ်းတွေနောက်ပြီးတော့ဒီဘေးနားပတ်ဝန်းကျင်မှာရှိတယ်။ဒါတော်များများလည်းသိပါလိမ့်မယ်။အနီးနားမှာပဲဒီကျောင်းမှာပဲတာဝန်ပြန်ပြီးတော့လာထမ်းဆောင်ကြတဲ့သူတွေရှိတယ်။နောက်ပြီးတော့ကျောင်းတက်ကြတဲ့ ီကြောင်းတက်ချင်ကြတဲ့ဒေသခံလုံးတွေရှိကြောင်းတက်ချင်ကြတဲ့ဒေသခံလုံးတွေရှိသူတို့ကိုပါတော်ရဲတွေက PRP ချင်းချောက်ပြီးတော့ CDN လုတ်ဖို့ပြရပေးခဲ့တယ်။ပြီးရင် CDN လုတ်ပြီးတော့အစီအစဉ်မလုတ်ဖင်းနဲ့ပေါ့။ကြောင်းဆက်တက်မယ်ဆိုလို့ရှိရင်အိမ်မှာကြံခဲ့တဲ့မိဘတွေကိုတက်ဖြတ်ပြင်မယ်ချင်းချောက်ခဲ့တာပါ။ဒါတာယာဝရီရဲ့ဘေးမှာရှိတဲ့ရွာတွေအများကြီးရှိပါတယ်။ကျွန်တော်မိတ်ဆွေတွေလည်းဒီချင်းပြည်နယ်ကမြေပုံကိုအလွတ်ရတဲ့သူတွေဆိုရင်ပြီးပါပါ။စကိုင်းတိုင်းတောင်ပိုင်းတကြောလုံးကရွာတွေတော်တော်များများမှာ တော်ရည်အောင်ကဒီလိုမျိုးစီရီယံမလုပ်တဲ့အတွက်နောက်ပြီးတော့ဒလန်ခေါင်းစဉ်တက်ပြီးတက်ဖြတ်မှုပေါ့အများပြန်ရှိခဲ့ပါတယ်။ဒါကတကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ပျက်ပါ။ဒီလိုဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုသူကိုယ်တိုင်ကျူးလွန်ခဲ့တာဖြစ်ပြီးတော့ဒီဒေတာကလုံနေလေကောင်းကောင်းသိရှိပါတယ်။နောက်ထပ်ပြင်မှုတစ်ခုကတော့ဒီတက်မတော်စကန်တစ်ခုဖြစ်တဲ့ရန်ကြီးအောင်တက်စကန်ကိုဒီတော်ရည်အောင်နဲ့ဥဆောင်အဖွဲ့ရဲ့ PDF တွေပိုင်းဝင်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။အဲ့ဒီအချိန်မှာဒီအပြင်းမဲ့အရသာပြည်သူလေးဦးကို တလန်ခေါင်းစဉ်တက်ပြီးတော့လမ်းလေးကောင်းပါပဲလေစီပြီးတက်ဖြတ်ခဲ့ပါတယ်မသေးမရှင်နေနဲ့ထားပြီးတော့အရှင်လက်လက်ဒေါ်ရီအုံးရဲ့လက်နဲ့သူကိုယ်တိုင်လေစီပြီးတော့တက်ခဲ့တာအပြစ်မဲ့ရတာ၄ရောက်ဖြစ်ပါတယ်နောက်ထပ်ရဲတက်ဖွဲ့ဝင်၁၈ရောက်ကသူကိုယ်တိုင်ထပ်ပြီးတော့တက်ဖြတ်ခဲ့တာအဲ့တော့ဗျံကြီးအောင်စခန်းကဖြစ်စဉ်ကူပါတယ်ဒေါ်ရီအုံးတက်ဖြတ်ခဲ့တဲ့လူအသက်က20နှစ်တခုဖြစ်ပါတယ်လူ21ရောက်ရဲ့နောက်ဆက်တွဲမိသားစုဝင်တွေရှိပါသေးတယ် ါကတတိယနောက်တော်ရည်ဒီကောင်ကျွလွန်ခဲ့ဖြစ်စဉ်နောက်တဲ့ဖြစ်စဉ်တစ်ခုကတော့ဒီထိုမာဆိုတဲ့ရွာကြီးပါထိုမာရွာကြီးမှာဒီ ESC ဆိုတဲ့ဟိုဟာရှိတယ်ဒါကတော့ဒီကလေးမျိုးကိုပေးနေတဲ့ ESC ဆိုတာကထက်စစ်တအားဖြန့်ဖြူးရေးလုပ်ငန်းအလွယ်ပြောင်း EBC ပေါ့ဒီစာတင်ကြောင်းနဲ့မြန်ချင်းတွေမှာရှိနေတဲ့ရုံးမှာရှိတယ် ESC ဝန်ထမ်းတွေကိုစီစဉ်လုပ်ဖို့ PR တွေပေးတယ်အထက်ကမှာရှိနေတဲ့အထက်တန်းကျောင်းမှာရှိနေတဲ့ဆရာဆရာမတွေကိုစီစဉ်လုပ်ဖို့ PR တွေပေးတယ် PR ပေးတယ်ဆိုတာကစကားနဲ့ပဲ PR ပေးတာမျိုးမဟုတ်ပါဘူး လက်နဲ့နဲ့ချင်းချောက်တာတွေနောက်ချံမိသားစုတွေကိုနှောက်ရှက်တာတွေနဲ့ဒီရုံးဆောင်မှုတွေ ESC ရုံးမှာရှိနေတဲ့ ESC ရုံးဝင်းအတွင်းမှာဝင်ရောက်စီးနှင်းပြီးတော့နိုင်ထက်စီပြုတာတွေအထိပါပြုလုပ်ခဲ့တာပါဒီထုံမာရွာကြီးဆိုတာကလည်းအင်မတန်ကြီးကျယ်ပြီးတော့ဒီရွာကြီးလို့သတ်မှတ်ရတဲ့ကလေးမျိုးနဲ့အနီးကရွာတော်ရွာပဲဖြစ်ပါတယ်တကယ်တော့ဒီဒေါ်ရတီအောင်ကသူ့ DHS ရှိနေတဲ့တာယာဝတီရွာအနီးမှာပဲအခြေပြုလုပ်ရှာတာမဟုတ်ပါဘူးဒီနိုင်ငံကြီးဖြစ်စဉ်တွေဖြစ်ပြီးတဲ့နောက်သူက ခွန်တော်မြင်သာရွာမှာသူရဲ့လှုပ်ရှားနေဖြစ်ခဲ့တာပါခွန်တော်မြင်သာရွာဆိုတာကသူစာတင်ကျောင်းစာတင်တဲ့ရွာနဲ့ကြည့်မယ်ဆိုလို့ရှိရင်မိုင်၁၀ဝန်းကျင်ရှိပါတယ်ကလေးမျိုးရဲ့တောင်ဘက်ချမ်းမှာရှိတယ်အဲ့ဒီကလေးမျိုးရဲ့တောင်ဘက်ချမ်းမှာရှိနေတဲ့ဒီတာပါ သူကကျင်းနဲ့ကြက်စားပြီးတော့ PDF ကောင်းဆောင်ဖြစ်လာတယ်နောက်ပိုင်းမှာလက်နက်တွေကိုပါတကယ်ဒီခင်မီရဲ့ပေါ့နော်ကျွန်တော် rifle တွေ auto gun တွေကိုပါပစ်ခတ်တဲ့အခြေအနေကြီးသူကအုံပြလာတယ်ပြီးရင်ဒီ medical cover အနေနဲ့ ွားတယ်လိုအပ်တဲ့ရှေးဥတုနာပြုစုနည်းတွေကိုလည်းပြုစုတဲ့ပုံစံနဲ့ကာပါယူနေ။အဲစေဘေးရှောင်းနေစီမှာတွားပြီးတော့ဈေးကုတာမှုတွေပြုလုပ်တဲ့ဈေးကုတာမှုဆောင်းလျှောက်ပေးရင်ရမယ်ဆောင်းလျှောက်ပေးတဲ့ကိစ္စတွေလုပ်ရင်းနဲ့ဒီဒေသခံလူတွေအပေါ်မှာဒီသူတို့ရဲ့ mindset တွေကိုပြောင်းလဲလာအောင်နောက်ပြီးတော့ဒီသူတို့တွားနေတဲ့ဒေါ်ရီဒီအုံးနဲ့အပေါင်းပါတွေတွားနေတဲ့လက်လက်ကန်လမ်းစဉ်ပေါ်မှာယုံကြည်လာအောင်စီရင်လုံးဆောင်ခဲ့တဲ့စီရင်မှုတယောက်ဆိုရင်မမှားပါဘူး ဒီတော့ဒီလိုမျိုးဒီလူတတ်မှုတွေကိုသူကိုယ်တိုင်ကျူးလွန်နေတဲ့တော်ရည်ဒီအောင်ကအခုသူလီစဲလောက်ကြံထားတဲ့ကိုထင်တွင်းရွာဖြစ်စဉ်ကစတင်ကြောင်းမှာကလေးတွေထိခိုက်တိုက်ဆုံးမှုပါပါအားကြောင့်ရှိုက်ကြီးတငယ်နဲ့ငိုကြီးဆန်တွေရှိုက်တန်ထွက်ပြီးတော့အမှန်တရားပေါ်မှုနောက်ပြီးတော့ဆေးရဆွဲမှုတွေလူသားချင်းစာနာထောက်ထားမှုတွေအတွက်ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမယ်လို့အားကြောင့်ပြောဆိုရတယ်ဒါကတော့ရည်ဒီအောင်ရဲ့စတိုင်မဟုတ်ဘူး တော်ရည်အုံးကဒီဖြစ်စဉ်တစ်ခုလုံးမှာလူတက်ခဲ့တဲ့အကျံဖက်သမားတယောက်ဖြစ်တယ်နိုင်ငံတော်အနေနဲ့လည်းဒီအကြောင်းအရာကိုကောင်းကောင်းသိတယ်ပြစ်မှုမှတ်တမ်းကြီးရှိပါတယ်အနည်းဆက်တဲ့သူတွေရဲဝန်တန်းတွေအနေနဲ့လည်းတော်ရည်အုံးရဲ့ပြစ်မှုမှတ်တမ်းသိပါလိမ့်မယ်ကလေးမျိုးမှရဲစခန်းကနေပြီးတော့တော်ရည်အုံးကို2021ခုနှစ်ကပဲ905ကချီတဲ့တရားစွဲဆိုထားခဲ့တယ်သူ့ရဲ့မိဘတွေကတော့ကြည့်မြင်နိုင်မှာရှိတဲ့အတွက်မိဘနှစ်ပါးရှိတယ်မိဘနှစ်ပါးပဲရှိတယ်တော်ရည်အုံးကကျတော့ဒီချင်းတောင်မှာရှိနေတာဖြစ်တဲ့အတွက် ဒီ NASA ကဘက်ကတော့ဒီလူကြီးတွေအပေါ်မှာသွားပြီးတော့ဖမ်းဆီးတာတွေစစ်ဆေးတာမပြုလုပ်ခဲ့ဘူး။တော့ဒီအောင်း905ကချင်းနဲ့အရာဆွဲဆို ထားခဲ့တယ်။အဲ့ဒီနောက်မှာအဲ့ဒီမတိုင်ခင်မှာပဲတော့ဒီတုံးကတော့ခုတ်သွားတယ်။လက်နက်ကင်လမ်းစဉ်တော့ကိုလိုက်သွားတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီတော့ဒီအောင်းကလက်ရှိချိန်မှာအဲ့ဒီကာလက2021ခုနှစ်ကအသက်48ဝန်းကျင်ရှိသွားပြီအခုချိန်မှာတော့အသက်52ဝန်းကျင်ရှိသွားပြီသူရဲ့မှတ်ပုံနဲ့နံပါတ်ကပုံမြင့်သောမာယာမနိုင် ၃ည၃ည၁၂၂၁ဖြစ်ပြီးတော့သူ့ရဲ့အဖေကဦးအောင်မောင်ပဲဖြစ်ပါတယ်။လက်ရှိချိန်ထိသူ့ရဲ့မိဘတွေကလုံခြုံတဲ့နေရာမှာနေနေတယ်လို့သိရပြီးတော့ဒေါ်ရီအုံးလှုပ်ရှားနေတဲ့နေမိကပထမပိုင်းမှာတော့ရခင်လှုပ်ရှားတဲ့နေရာက ခုံတိုးမြင်သာရွာကလေးမျိုးတောင်ပဲချမ်းကံကောတကြောမှာလှုပ်ရှားတယ်။ဒါပေမဲ့အခုနောက်ပိုင်းသူကဒီကတိကဖြစ်ခဲ့ရဆိုတဲ့ image တက္ကသိုလ်ကပညာတတ်ဌာနမှုတယောက်ဖြစ်ခဲ့ရဆိုတဲ့ image နဲ့ဒီအညာဒေသမှာရှိနေတဲ့အမတန်ယိုသားကြတဲ့ဒေသခံလူထုတွေအပေါ်မှာအထင်ကြီးမှုရယူပြီးတော့ဒီသူတို့ရဲ့ mindset တွေသူတို့ရဲ့အထင်မြင်ယူဆချက်တွေသူတို့ရဲ့ခံယူချက်တွေနဲ့သူတို့ရဲ့အတွေးခေါ်တွေကိုအများကြီးပြောင်းလဲပြီးတော့ဒီဒေသအတွင်းမှာနေရာယူလာခဲ့ပါတယ်။အဲနောက်ဆုံးဘလောက်ထိသူ့ရဲ့နေမြေကချဲ့လာလဲဆိုလို့ရှိရင်ကလေးကနေမုံရွာတကျော်သခိုင်းနဲ့အထက်ပိုင်းတိနေရာချဲ့လာရင်းဖြစ်ပါတယ်။အဲ့ဒီနေဒီအိုတင်တွင်းရာဖြစ်စဉ်ဖြစ်ပေါ်တဲ့နေမှာလေတော်ရည်ဒီအောင်ကမုံရွာမြို့မှာ လိုအပ်တဲ့ပစ္စည်းတွေကိုရောက်ရှိနေရတာဖြစ်ပါတယ်။ဒီနေရာမှာနမခအတိုင်းမှုနဲ့နမခအတိုင်းရဲ့လက်အောက်ခံတပ်တွေအနေနဲ့ဒေါ်ရီအိုအခုလိုမျိုးဒီ905ကာကြီးနဲ့တရားဆွဲဆိုခံထားရတဲ့အကြမ်းဖက်မှုတွေလူတက်မှုတွေကျူးလွန်နေတဲ့ဒေါ်ရီဘောင်းကိုမုံရမျိုးအတင်းမှာဘာကြောင့်လွတ်လွတ်လပ်လပ်သွားလာခွင့်ပေးထားရတာလဲ။ဒါလုံုံရေးတွေအနေနဲ့ဂိတ်တွေအနေနဲ့တရားစစ်စစ်ဖို့လိုတဲ့ကိစ္စပါ။မုံရမျိုးအတင်းမှာအိမ်ဦးနဲ့ကျန်းမြေလို့သွားလာနေတဲ့ခီးစဉ်တွေရှိပါတယ်။မှတ်တမ်းတွေလည်းရှိပါတယ်။ ဒီနေရာမှာကျွန်တော်ရဲ့လူရင်းကိုပဲပြန်ပြောရရင်ဟိုထင်းတွင်းကဖြစ်စဉ်စာတင်ကြောင်းပုံရိပ်ခံရတဲ့အနေမှာလော်ရီအုံးကမုံရမျိုးလေးကိုရရှိနေတယ်။ဟိုထင်းတွင်းရောင်နဲ့ဒီမုံရမျိုးနဲ့ကမိုင်အားဖြင့်56မိုင်နီးပါ56မိုင်ကျော်ပေါင်းဝေးတယ်။ကားနဲ့သွားရင်2နာရီလောက်ပဲတနာရီကျော်ပေါ့နော်တနာရီ2နာရီနီးပါကြာမြင့်တယ်။ဆိုင်ငယ်နဲ့သွားရင်လည်း2နာရီဆွန်းဆွန်းကြာမြင့်တယ်။အကယ်၍တော့ရတီအုံးသာမုံရွာကနေဟိုထင်းတွင်းရွာကိုသွားမယ်ဆိုရင် င်းရွာနဲ့ဒီမုံရမျိုးနဲ့ကမိုင်အားဖြင့်56မိုင်နီးပါ56မိုင်ကျော်ပေါ်ဝေးတယ်။ကားနဲ့သွားရင်2နာရီလောက်ပဲတနာရီကျော်ပေါ့နော်တနာရီ2နာရီနီးပါးကြာမြင့်တယ်။ဆိုင်ကနေသွားရင်လည်း2နာရီဆွန်းဆွန်းကြာမြင့်တယ်။အကယ်၍